ညနာကိုပြုပြင်ထားခြင်းရှိပေမြန်မာဆက်စံတဲ့ရိုးရှင်းစွာနောက်ပိုင်းထိတ်တန့်မင်းသမီးလေးရောင်အားလုံးဒီကြတဲ့အတိုင်းခင်မီတိုးတက်လာတဲ့ခေတ်ကြီးမှာအမှုပညာရှင်ထိတ်တန့်မင်းသမီးတွေဟာညနာကိုအနာပါအတွက်ခွဲစိတ်ကုသနေကြပါတယ်။ဒါပေမဲ့လည်းဘာမှညနာကိုခွဲစိတ်ပြုပြင်ထားခြင်းမရှိပေတဘောင်ဝအတိုင်းကိုမြန်မာဆက်စံလေးနဲ့လာရင်အမှုပညာရှင်တွေနဲ့အများကြီးကိုရှိနေတာပါ။ဒီဗီဒီယိုထဲမှာတော့မြန်မာဆက်စံတဲ့ရိုးရှင်းစွာနောက်ပိုင်းထိတ်တန့်မင်းသမီးကြီးလေးရောင်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ခိုင်သိန်းကြီး ခုံကမျက်နှာရည်တင်လို့ပြောအောင်ခွင့်စိတ်ကုသလို့ရတဲ့ခင်မှာတစက်ကလေးမှပြုပြင်ထားခြင်းမရှိဘဲအရင်တင်လို့ပြောလှပနေရတာကရုပ်ရှင်တယောက်ဆောင်မင်းမကြီးခိုင်တင်းကြီးပါအားလုံးကြကြတဲ့အတိုင်းခိုင်တင်းကြီးဟာဆိုရင်လူမြောင်လောက်ကမှချစ်စရာကောင်းတဲ့ပုံစံလေးမျိုးတို့တွလန်းလူပြုံမှုနဲ့တို့နမိန်ကြီးလာတဲ့မင်းမကြီးကလပ်ဖြစ်ပါရင်ဒါပြင်တယောက်ဆောင်မင်းမကြီးခိုင်တင်းကြီးဟာလူမြောင်လောက်ကမှအောင်မြင်တဲ့ထိတ်တန်းမင်းမကြီးဆိုပေမဲ့ထူးခြားစွာဝင့်ကြားနေရမျိုးမရှိဘဲရုံးရှင်းစွာနဲ့ဘဝကိုဖျက်ဆီးနေတာဖြစ်ပါရင် ခိုင်လေးကြီးဟာမိသားစုဘဝကိုခင်မွန်းတဲ့တမီးလေးနဲ့ဖြတ်တန်းနေတာအခုချိန်ထိကိုအရွယ်တင်လို့ပြောနေတာပါ။ဒါကြောင့်လည်းတချို့ကခိုင်လေးကြီးဟာတမီးလေးစံထိတ်ထားရင်ညီမလားထင်မရလောက်အောင်ကို တွေးနေရပါတယ်။ခိုင်လေးကြီးကဒီလိုမျိုးအရွယ်တင်လို့ပြောနေပေမယ့်ဘလို့ပြုပြင်မှုမျိုးမှမလုပ်ထားတာလည်းဖြစ်ပါရဲ့။နံပါတ်1စိုးပြည့်တစဉ်အမှုပညာလောကထဲမှာမျက်နှာကိုခွဲစိတ်ပြုပြင်မှုမျိုးမပြုတ်လောက်ဖင်းနေမြမဆန်ဆန်ရိုးရှင်းစွာနဲ့လှပနေတဲ့နောက်ထပ်တင်းဥဆောင်မျိုးသမီးလေးတို့ကတော့အကယ်ဒမီစုများရှင်စိုးပြည့်စင်ပါ ကြမ်းမီချိန်အတွင်းမှာဟင်းဝင်ရနဲ့လက်ထတော်မဲ့သတင်းတွေထွက်နေတဲ့စုပိစင်ဟာအမှုပညာလောကကိုဆေချောတဲ့ရွယ်မှာခရေကစတင်ဝင်ရောက်လာတာဖြစ်ကအမှုပညာလောကမှာထိတ်တန့်အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။စုပိစင်ဟာခုချိန်မှာပဲမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးဖြစ်နေရှိနေသေးပါစုပိစင်ဟာလူမျိုးအောင်မြင်တဲ့ထိတ်တန့်မင်းသမီးဆိုပေမဲ့တဲ့ပေါ်လာလေးတဲ့အဝိစားတွေဝိတာမျိုးမရှိပါဘူး။အင်းနဲ့ညီမဆန်ဆန်ရိုးရိုးရင်လေးဝိစားစီရင်တတ်သူပါနော်။ဒါပြင်စုပိစင်လေးဟာညနာကလေးခွဲစိတ်ပြပြထားတာမျိုးမပြုတ်လုပ်ထားပါဘူး။ဒါကြောင့်လေစုပိစင်ဟာ ။ရေယိုရှင်းရှင်းနေတဲ့မင်းမီကလပ်ဖြစ်နေတက်မှတ်ထားတာဖြစ်ပါရင်နံပါတ်3သက်မုံကြီးအနုပညာလောကမှာရေယိုရှင်းစွာနဲ့နေထိုင်တတ်တယ်လို့မျက်နှာခွဲစိတ်ပြုပြင်တာမျိုးလည်းမဟုတ်ပဲမင်းသမီးတလကတော့တင်းဦးဆောင်မင်းသမီးအကယ်ဒမီသက်မုံမြင်ပါပြီ။သက်မုံမြင်ဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးဖြစ်နေကြရာဇာယုကာရိုက်တာမျိုးစုံကိုတင်းဦးဆောင်နေတာလည်းဖြစ်ပါတယ်။သက်မုံမြင်ဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးဆိုပေမဲ့သူမရဲ့မျက်နှာခွဲစိတ်ပြုပြင်ထားတာမျိုးမပြုလို့ပဲအရှိ့ကိုရှိတိုင်းရိုးရှင်းစွာနဲ့နေထိုင်တတ်သူပါနော်။ဒါအပြင်သက်မုံမြင်ဟာသူမရဲ့လှပထန် မိသားစုရင်းကကိစ္စတွေကိုပဲဦးစားပေးနေရပါဒါကြောင့်လည်းတက်မမြင်ဟာမြမဆန်းဆန်းနဲ့ရိုးရှင်းစွာနေနိုင်တဲ့အမျိုးသမီးမှတ်တမ်းဝင်နေတာပဲဖြစ်ပါရင်နံပါတ်၄မင်းမြင့်မို့မင်းမြင့်ဟာနောက်တက်မင်းသမီးတွေထဲမှာတည်ငြိမ်တဲ့တင်းဆောင်မင်းမီးလေးဖြစ်နေနံပါတ်ကြီးပါရင်မင်းမြင့်ဟာအကယ်မီရထားပြီးထိတ်တန်းမင်းမီးကလပ်ဆိုပေမဲ့မျက်နှာကိုပြုပြင်ထားတာမျိုးမရှိသလိုတခြားသောမင်းသမီးတွေခင်မီစံပြန်နဲ့ပြနေရမျိုးလည်းမရှိပါဘူးမင်းမြင့်ဟာစတင်နံပါတ်ကြီးနေကြတဲ့ခါနေရိုးရှင်းရှင်းနဲ့တည်တဲ့သူပါ ထို့ပြင်တော့မင်းမြင့်မို့ဟာရှေ့ရနေစီနီယာမင်းမြင့်လိုပဲတီတီငင်ငင်စွာနဲ့နေထိုင်တတ်သူဖြစ်ပါတယ်။ဒါကြောင့်လည်းမင်းမြင့်မို့ကိုကြည့်လိုက်ရင်အမြဲတမ်းအေးချမ်းစွာမြင်ရလိမ့်ရှိတာပါ။အခုပြပြပေးသွားတာကတော့မြမမင်းမြင့်ရဲ့မှာဘယ်ချိန်ကြီးကြီးတီငင်အေးချမ်းတဲ့ပုံစံလေးကိုပိုင်ဆိုင်ထားတဲ့မင်းမင်းလေးရောက်ပဲဖြစ်ပါတယ်။ပရိသတ်တို့မြင်ပါရောတခြားသောတီငင်အေးချမ်းတဲ့မင်းမင်းလေးတွေရှင်လည်းပြောသွားကြပါအောင်ရှင်။